ကဲညီကိုတွေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ကနေပြန်လဲကြိုဆိုလိုက်ပါရစေ ကျွန်တော်တို့ဒါပြီးခဲ့တဲ့ရက်က United Stand နဲ့ဒါကျွန်တော်တို့အသင်းရဲ့ Sporting CEO Omar Bradda တို့ကြားထဲမှာဒါ wiring interview တခုလုပ်ခဲ့ရရှိတယ်။ဒါတော့အဲ့ interview မှာ Omar Bradda ပြောတော်တဲ့အကြောင်းအရာလေးရှိတယ်။ဒါဒီနေ့မှာတော့ဗျာဒီ Omar Bradda ပြောတော်တဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးနှဲခြင်းလောက်ကိုကျွန်တော်ညီကိုဝင်နဲ့တူတူဆွေးနွေးသုံးသပ်သွားခြင်းနဲ့ပြီးတော့ဒီ Omar Bradda ပြောတော်တဲ့အကြောင်းအရာလေးထဲမှာလည်းတချို့အကြောင်းအရာလေးတွေကမှန်ကန်တာလေးလည်းပါတော့ဒါညီကိုတွေအနေနဲ့ရောဘယ်လိုအမြင်ရှိလဲဆိုတာမျိုးသိချင်တာကြောင့်လည်းပါတယ်။ဆိုတော့ကျွန်တော်တို့ဒီအဲ့ interview လေးကိုနည်းနည်းတော့သွားပြီးတော့ကြည့်လိုက်ရအောင်။ ဆိုပထမဆုံးအနေနဲ့ဒါအင်တာဗျူးမှာအကြောင်းရတဲ့အများကြီးတော့ပြောတော့တာမဟုတ်ဘူး။တစ်ခုလုံးကိုခြုံကြည့်မယ်ဆိုရင်ကျတော့သူအဓိကပြောတော့တာကပြီးခဲ့တဲ့ရာသီဒါ mid season မှာဆိုရင် Ruben Amorim ကိုခန့်ခဲ့တယ်။ဒါပေမဲ့အဲ့လိုမခန့်ခင်ကလေးက အဲ့ချိန်ကသူ့ကိုခန့်လိုက်မယ်ဆိုရင် risk အရင်များတယ်ချဲလန့်တွေအရင်များတယ်ဆိုတော့လေသူတို့သိခဲ့တယ်ဒါပေမဲ့အဲ့လိုသိပေမဲ့လည်းသူတို့ဒါ investment တစ်ခုအနေနဲ့ရည်ရွယ်ပြီးတော့ပဲဒါ amorring ကိုခန့်ခဲ့လိုက်တယ်သူပြောတဲ့ဒါ investment တစ်ခုဆိုတာကဗျာဒီအဲ့ချိန်မှာ ruben amorring ကိုခန့်ခဲ့တဲ့အတွက်လက်ရှိဒီရာစီ transfer မှာကျတော့ဒါကျွန်တော် Manchester United အသင်းမှာဘယ်လိုကစားသမားမျိုးတွေကိုအဓိကလိုအပ်တယ်ပြီးတော့လာမယ့်ဒီနှစ်နှစ်သုံးနှစ်အတွင်းမှာဆိုရင် Premier League title ကိုပြန်ပြီးတော့ချဲလန့်လုပ်နိုင်မှုဆိုရင် long term အတွက်ဘယ်လို player တွေကိုအဓိကထားပြီးတော့စုဆောင်းတင်လဲဆိုတာမျိုးတွေကိုသူတို့အကောင်းကောင်းကြီး discussion လုပ်နိုင်ခဲ့ရပေါ့ဗျာပြီးတော့အသင်းအတွက် လဲဒါတိကျတဲ့ရိုမက်တစ်ခုကိုရသွားတယ်။ဟိုပြီးတော့ရူဘင်အာမိုရင်းဘက်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်းဒါသူက9လ10လလောက်ဂိုင်းတွေ့ပြီးသွားတဲ့အတွက်ဗျာ။သူ့အနေနဲ့လည်းဒါသိတင်တာလေးသိသွားမယ်လို့ထင်တယ်ပေါ့။အဓိကကတော့သူပရီးမီးယားလိနဲ့ဒါ ပေါ်တူဂီလီရဲ့အဓိကကွာခြားချက်ပုံလေးဒါလီနဲ့ပတ်သက်ပြီးတော့စာဖားဖြစ်တဲ့ဟာတွေအတင်းမှရှိတဲ့ပလီယာတွေနဲ့ပတ်သက်ပြီးတော့ဘယ်ကစားသမားတွေကတော့သူ့ရဲ့ system မှာ adaptation လုပ်လို့ရတယ်ဘယ်ကစားသမားတွေကတော့မအံ့မဝင်ဘူးဆိုတဲ့ဒါပလီယာတွေနဲ့ပတ်သက်ပြီးတော့စာဖားဖြစ်ခဲ့တဲ့မြောက်တွေပြီးတော့ဘလို့ပလီယာတွေကိုအဓိကထားခေါ်မလဲဆိုတာတွေကိုရူဘင်အာမိုရင်းနဲ့ဒါကောင်းကောင်းသိတာတဲ့အတွက်ဒါအများကြီးအလုပ်လုပ်လို့ရတယ်ပေါ့ဒီမှာသူထက်ပြောတော်တာပြတကယ်လို့ဆိုတော့ကျွန်တော်တို့ကဒါရူဘင်အာမိုရင်းကိုလက်ရှိဒီအပြောင်းအရွှေ့ထန်စပါးပါမှာခေါ်လိုက်မယ်ဆိုရင်ကျတော့သူ့အနေနဲ့လည်းအလောက်ကြီးကြီးဒါချက်တော့မသိဘူးဗျသူအဓိကဘယ်ကစားသမားတွေကိုလိုချင်တယ် ဒီဘယ်လိုပုံစံတွေရှိလဲဆိုတော့သူကောင်းကောင်းမသိဘူး သူ estimate လောက်ပဲပေးလို့ရမှာပေါ့ဆိုတော့အဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ Manchester United တင်းကဒါရှေ့ရလူမျိုးအမားတွေထပ်ပြီးတော့ကျုံနိုင်တယ်ဆိုတော့ Ruben Amorim ကိုဒါ investment လုပ်ခဲ့တာလုပ်ခဲ့တဲ့အတွက်ကျွန်တော်တို့ဒီ short term pain တွေကိုတော့ခံစားခဲ့ရပါသူပြောချင်တဲ့ short term pain ဆိုတော့ Ruben Amorim ကိုကျွန်တော်တို့က mid season မှာခံလိုက်တယ်ခံလိုက်တဲ့အတွက်အတင်းရတော့ဒါအဆိုးရွားဆုံးຢာတိတစ်ခုကိုပိုင်ဆိုင်သွားရပါတော့ဒါပေမဲ့လည်းသူအဲ့အောင်မတက်နိုင်ဘူးပေါ့ဗျာကျွန်တော်တို့ကဒါ long term ကိုအဓိကရည်ရွယ်တဲ့အတွက်အဲ့လိုမျိုးဆုံးရှုံးရတာလေးတွေကတော့ရှိမှာပဲဆိုတော့သူအဓိကပြောချင်တာ Ruben Amorim ကလည်းဒါ lead နဲ့လည်းအသားကျပြီးသွားပြီ player တွေအကြောင်းကိုလည်းကောင်းကောင်းသိသွားပြီဆိုတော့သူတို့အနေနဲ့ဒါအရှိတ်ဆက်ပြီးတော့ဘယ်လိုဆက်လုပ်ရမလဲသူတို့ရဲ့ coaching team တွေကိုဘယ်လိုပြင်ရမလဲဘယ်လို player တွေကိုစုဆောင်းရမလဲပြီးတော့ဒီ youth academy အတွက်ဘယ်လို talent တွေကိုစုဆောင်းရမလဲဆိုတာမျိုးတွေကိုအခုချိန်မှာကောင်းကောင်းမွန်မွန်အလုပ်လုပ်လိုက်ခုချိန်မှာဒါကောင်းကောင်းမွန်မွန်အလုပ်လုပ်သွားနိုင်တာကိုသူပြောချင်တာဆိုတော့သူပြောသွားတာလည်းမှန်ပါတယ်တကယ်တော့ဗျာဒီ edit တဟန်ကိုဒါ ရာသီကုန်တိခန့်ခန့်ပဲဆိုတဲ့အပိုင်းကိုပြန်ပြီးတော့တကယ်လို့တွေးကြည့်ရမယ်ဆိုရင်ကျတော့လေကျွန်တော်အများကြီးတော့ပြောလို့မရဘူးဗျာအရစ်တဟက်ကလည်းဆက်မခန့်ခဲ့တဲ့အတွက်အောက်ကန်ဘလူးလာမယ်ဆိုတော့လည်းမသိဘူးဟိုပြောချင်တာကအရစ်တဟက်ကိုဆက်ခန့်ခဲ့တယ်ဆိုရင်ဒီ ပရီးမီးယားလိမှာအခုလောက်ကြီးတိအခြေအနေမဆိုးတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပြီးတော့ဒါကပ်တခုခုနဲ့ယာစီသိန်းတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်လည်းဒီထက်ပိုပြီးတော့ဆိုးရွားတာမျိုးလည်းဖြစ်နိုင်တာပဲဆိုတော့အောက်ကန်းကဒါမသိရတဲ့အတွက်ကျွန်တော်တို့ပြောလို့တော့မရတော့ဘူးဒါမဲ့ကျွန်တော်ထင်တယ်ဗျာအရစ်ဒဟက်ကိုဆက်ခန့်ခဲ့မယ်ဆိုရင်လည်းအရန်ကြီးအခြေအနေကောင်းတဲ့နေ့ထဲမှာတော့မပေါလို့ပဲကျွန်တော်မြင်တယ်ဘာလို့ဆိုတော့ကျွန်တော်တင်ရတာယာစီအစ၅ဘက်ကစားပြီးတော့တဲ့အချိန်မှာ9မက်ပဲရသေးတယ်တကယ်တော့10ဘက်ကစားပြီးတော့တဲ့အချိန်မှာလည်းကျွန်တော်တင်ရတာ10မက်လား9မက်လားအဲ့ဝင်းကျင်လောက်ပဲရရဲဆိုတော့ အဲ့ဒီတန်ဟာကိုဆက်ခန့်ခဲ့ရဆိုရင်လည်းအချိန်တွေကတော့ကောင်းမယ်ထင်ပါတော့မပါဘူးကွတော့ဒါပေမဲ့ပြသူတို့ဒီ Ruben Amorim ကို reach ယူပြီးတော့ခန့်ခဲ့ရဆိုပြီးမဲ့လည်းဒီလောက်ကြီးထိအချိန်နေဆုံးမယ်လို့တော့သူတို့တွေးထားပုံတော့မရတော့ဘူးဒါပေမဲ့လည်းဒါကဒါ short term gain တစ်ခုအနေနဲ့တော့ဖြစ်သွားတယ်ဒါ long term investment အနေနဲ့တစ်ခုကြည့်မယ်ဆိုရင်ကျွန်တော်တို့က DRD transformer မှာကောင်းကောင်းကြီးတွေအလုပ်လုပ်နိုင်တဲ့အတွက် အဲဒါအကောင်းလေဆိုတော့သူအဓိကထားပြီးပြောသွားပေါ့ဆိုတော့ဒါကျွန်တော်တို့ဒီ long term investment ဆိုတဲ့အတွက်ဗျာကျွန်တော်တို့ကဒါအနာဂတ်မှာဘာဖြစ်လာမလဲဆိုတော့ကိုကြည့်ပြီးမှပဲဒီ investment ကမှန်လားမမှန်လားကိုကျွန်တော်တို့ကဆုံးဖြတ်မှာဆိုတော့အများကြီးတော့ပြောလို့မရဘူးဒါပေမဲ့အခြေခံ သဘောတရားနဲ့ကြည့်မယ်ဆိုရင်တကယ်လက်တွေ့ကြတဲ့အချက်တွေကတော့ဟုတ်တယ်ကျွန်တော်တို့ကပြောဒီတကယ်လို့ Ruben Amorim ကိုဒီရာသီစီစဉ်မှာစခန့်မယ်ဆိုရင်သူလည်းဒါခံမှန်းကြည့်လောက်ပဲပြောလို့ရမှာအတင်းရဲ့ဘက်ကသားသမားတွေကတော့ငါ့ရဲ့ system မှာအံဝင်နိုင်လောက်တယ်ဘက်ကသားသမားတွေကိုတော့ငါခေါ်ခြင်းတယ်ဆိုတာမျိုးလောက်ပဲသိမှာဗျအခုကျတော့ဒါ link နဲ့လည်းအသားကျသွားပြီအတင်းရဲ့ကသားသမားတွေအကြောင်းကိုလည်းသိသွားပြီဆိုတော့ဘက်ကသားသမားတွေကိုရောင်းရမယ်ဘယ်လိုကသားသမားတွေကိုဖောင်းမလဲဆိုတာမျိုးကိုတော့ကောင်းကောင်းသိသွားတဲ့အတွက်အဲ့အခြေခံအချက်ကတော့သွားပြီးတော့မှန်တယ်ဗျာ ါမဲ့ကျွန်တော်ခုနပြောသလိုပဲသူတို့ရဲ့ဒီ long term investment ဖြစ်တဲ့အတွက်နောက်တရာဒီနှစ်ရာဒီအတွင်းမှာမှအတင်းရဒါတိုင်းတဲ့ challenge ပြန်ပြီးတော့လုံနိုင်တဲ့အတင်းထဲမှာပါမလာအောင်ဆိုရင်ကျတော့သူတို့ဒီခုချိန်မှာလုပ်ခဲ့တဲ့ investment ကမှားခဲ့လို့ပဲကျွန်တော်တို့ကသုံးသပ်ရမှာပေါ့ဆိုတော့ဒါကတပိုင်းပေါ်ပြတာအတင်းရဲ့ long term investment ရဲပြီးတော့ဒါ Ruben Amorim ကို mid season မှာခန့်ခဲ့တာကို तू ကဘာကြောင့်လဲဆိုတော့ဒီ Omar Bradda အရှင်းပြထားတာပေါ့နောက်တစ်ခုကတော့ဒါအတင်းမှာအတင်းရောက်လာတဲ့ Matthew ရဲ့ကွန်ညာနဲ့ပတ်သက်ပြီးတော့လည်း तू ဒါချီချူပြောဆိုသွားတာရှိရယ်အဓိကကတော့ Matthew ရဲ့ကွန်ညာက ဒါစပိတ်တွေရှာနိုင်တယ်ဟက်စပိတ်တွေထဲမှာကောင်းကောင်းလှုပ်ရှားနိုင်တဲ့ကစားမဖြစ်တဲ့အချိန်တွေရရတယ်လို့လည်းဂိုးသွင်းနိုင်တဲ့အတွက်ဒါ United ပိတ်သက်တွေအနေနဲ့ဗျအချိန်တိုးတစ်ခုတွင်မှာပဲဒီကစားသမားပေါ်မှာအများကြီးချစ်လာလိမ့်မယ်ဆိုပြီးတော့သူကပြောတော့တယ်။သူကပြီးတော့ဗျာဒီသူဒီမဒီယက်ကွန်ညာကိုဆိုင်းကြီးလောက်လိုက်တာကဒါ Eric Cantona ရဲ့ဆိုင်းကြီးနဲ့တောင်မှသူကခိုင်းနိုင်သွားမျိုးတွေလည်းရှိတယ်။ ဆိုတော့ Eric Cantona ကိုတော့အမှန်တမ်းပြောရင်ပြကျွန်တော်လည်းသူကစားရီတော့အရင်ကြီးမကြည့်ဘူးဒါ highlight တွေတော့ပဲကြည့်ဘူးကကျွန်တော်မှီလည်းမမှီခဲ့ဘူးကိုဒါပေမဲ့ဒီ Eric Cantona ကကျွန်တော် United ရဲ့သမိုင်း history မှာဆိုရင်ဘလောက်တိခံစားကြည့်ကြတဲ့ကစားသမားဖြစ်လဲဆိုတာတော့ကျွန်တော်ကဒီ history ကိုပြန်ကြည့်ရတယ်သိတာရဗျာဆိုတော့ဒါမတီးရဲ့ကွန်ညာကိုတော့အဲ့လိုနိုင်တဲ့အချိန်မှာတချို့ကျတော့လည်းဒါအလောက်ကြီးထီတော့မဟုတ်ဘူးပေါ့ဆိုတာမျိုးကြီးလည်းရှိကြရပေါ့ဒါပေမဲ့ဒါကတော့ potential ကိုကြည့်ပြီးတော့သူကလည်းပြောပုံလည်းရပါတယ်အဲ့တော့ဘယ်ဘလောက်တိလုတ်ဖြစ်လာမလဲဆိုတာတော့ကျွန်တော်ထပ်ပြီးတော့စောင့်ကြည့်သွားမှာပဲ ဆိုတော့ဗျာကျွန်တော်ဒီမှာအဓိကပြောချင်တာကတော့ Ruben Amorim ကို mid season မှာခန့်ခဲ့တာကသူတို့ရဲ့ဒီ long term အတွက်ဒါ investment တစ်ခုလုပ်လိုက်တာပဲပေါ့နော်အတင်းနေတဲ့ဒီ short term ပိင်းရခံစားရမယ်ဆိုတော့သိတယ်အခုလက်ရှိချိန်မှာလည်းခံစားပြီးတော့ပြီဒါပေမဲ့အနာဂတ်အတွက်ဘာတွေကောင်းကောင်းအလုပ်လုပ်အောင်မယ်ဆိုတော့သိတဲ့အတွက်သူ့အတွက်ကတော့ဒါမှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုတာမျိုးဥမာပြတာပြောသွားတယ်ဆိုတော့ညီကိုတို့အနေနဲ့ရောဘယ်လိုမြင်လဲဗျာတကယ်လို့ Eric Tag ကိုဆက်ခန့်ခဲ့မယ်ဆိုရင် ဒါမှမဟုတ်ရင်ဒီ Ruben Amorim ကို mid-season မှာခန့်ခဲ့တဲ့အတွက်လက်ရှိဒီချင်းနေမှာတော့ဒီ transfer မှာဘယ်လိုကောင်းကောင်းကင်တွေရမယ်ဆိုတာသိတဲ့အတွက်ဒါ Omar Bradley ရဲ့ဆုံးဖြတ်ချက်ကမှားခဲ့လားမှန်ခဲ့လားပေါ့နော် Bradley တို့ရဲ့အမြင်ပေါ့နော် long time investment အတွက်ဆိုရင်လည်းဘယ်လိုအမြင်နေရှိလဲဆိုတော့အဲ့အရာလေးတွေကိုကျွန်တော်ရဲ့ Twitter comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုင်းနေတဲ့တဲ့ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်တွေ့ကြမယ်